ဒီကနေ့အားလုံးနဲ့ဝေငါခြင်းတဲ့ကောင်းစဉ်လေးကကလေးများနေ့ဖြစ်ပေါ်လာပုံသမိုင်းဖြစ်ပါတယ်။ကလေးများနေ့နဲ့ပတ်သက်ပြီးတော့မှကျွန်တော်တို့အသင်းတော်မှလည်းကျင်းပတယ်၊နိုင်ငံတကာမှလည်းကျင်းပတယ်၊အပီပီဆိုင်ရာကပ္ပကလေးများနေ့စသဖြင့်အမျိုးမျိုးအဖုံဖုံရှိကြတယ်။ဆိုတော့ဒီຢာတွေကိုကျွန်တော်တို့တိတိချာချာတိတိချာချာနားလည်အောင်ကျွန်တော်တို့ဒီကနေ့တေချာလေးရှင်းပြခြင်းပါတယ်။ကလေးများနေ့ဖြစ်ပေါ်လာပုံသမိုင်းနဲ့ခရိယန်အသင်းတော်တွေဘယ်လိုမျိုးကလေးများနေ့ကိုကျင်းပကြသလဲ။ တမားချင်းစာကတော့ကလေးတွေကိုဘယ်လိုနေရာပေးဖို့ဖော်ပြထားလဲဆိုတဲ့အရာကိုအ ਨੇ အချင်းဖော်ပြချင်ပါတယ်။ကလေးများနေ့ဖြစ်ပေါ်လာပုံကိုလေ့လာကြည့်လိုက်တဲ့အခါမှာအပီပီဆိုင်ရာနေ့ရဲ့နှမျိုးကိုကျွန်တော်တို့တွေ့ရပါတယ်။နောက်ပြီးတော့မှနိုင်ငံတစ်ခုချင်းစီကကိုယ့်ရဲ့နိုင်ငံပေါ့နော်၊သူ့နိုင်ငံကိုယ့်နိုင်ငံဖြစ်ပေါ်လာပုံနောက်ကြောင်းမတူတဲ့အတွက်နိုင်ငံတစ်ခုချင်းစီရဲ့တတ်မှတ်ပုံနေ့ရက်လည်းမတူကြတာတမျိုးပြန်တွေ့ရပါတယ်။ နောက်တစ်ခုကကျတော့ခရိယံအသင်းတော်တွေကျင်းပပုံကတမျိုးဆိုပြီးတော့မှအပိုင်း၄ပိုင်းလောက်ကျွန်တော်တွေ့ရပါဒါကြောင့်ဒီကနေ့ဒီအပိုင်း၄ပိုင်းနဲ့တမာချင်းစာရှုတော့ဆိုပြီးမှအပိုင်း၅ပိုင်းလောက်ကိုလိုရင်းတူရှင်းလေးဖော်ပြချင်ပါတယ်ပထမတစ်ချက်6လတရက်နေ့ကအပီပီဆိုင်ရာကလေးများနေ့အကြောင်းကို ဖော်ပြချင်ပါတယ်အပီပီဆိုင်ရာကလေးများနေ့ international နဲ့နှမျိုးရှိတဲ့ထဲမှာဒီတမျိုးကကဘာပေါ်မှာ နိုင်ငံကမ္ဘာနိုင်ငံအများဆုံးကျင်းပတဲ့နေ့ရဖြစ်ပါတယ်။ဘယ်နေ့လဲဆိုတော့6လပိုင်းတရနေ့အပီပီဆိုင်ရာကလေးများနေ့လို့သတ်မှတ်ပါတယ်။ဒီ6လပိုင်းတရနေ့ကကမ္ဘာနိုင်ငံပေါင်း40လောက်ကျင်းပနေတယ်ဆိုတာကျွန်တော်သိရတယ်။သူ့ရဲ့ဖြစ်ပေါ်လာပုံကဒီလိုလေးဖြစ်ပါတယ်။လူရင်းတူရှင်းလေးရှင်းပြမယ်နော်။1942ခုနှစ်6လ10ရက်ဒုတိယကမ္ဘာစစ်မှာဂျာမနီနာဇီစစ်သားတွေကရွာတရွာမှာရှိတဲ့ ကလေး183ဦးကိုတက်ဖြတ်ခဲ့ပါတယ်အဲ့ဒီကလေး183ဦးကိုတက်ဖြတ်ခဲ့တဲ့အရာတွေကိုအောက်မေ့တော့အနေနဲ့နောင်လာနောက်သားတွေပေါ့နော်အောက်မေ့တော့အနေနဲ့နောက်ပြီးတော့မှကဘာတဝမ်းကစစ်ဘေးကြောင့်တည်ကြည်နေကြတဲ့ကလေးတွေကိုအောက်မေ့ဖို့အနေနဲ့ကလေးတွေရဲ့လုံလုံခြုံမှုကိုအာမခံပေးဖို့အနေနဲ့ရည်ရွယ်ချက်ထားပြီးတော့မှ1946ခုနှစ်ဆက်တလပိုင်းမှာ အပီပီဆိုင်ရာအမျိုးသမီးများအဖွဲ့ချုပ် အတူကောက်နဲ့ခေါ်မယ်ဆိုရင် WIDF လို့ခေါ်တယ်ဆိုအဲ့ဒီအဖွဲ့ချုပ်ကနေမော်စကိုမှာအစည်းအဝေးပြုလုပ်ပြီးတော့မှာ6လပိုင်းတရက်နေ့ကို International ကလေးများနေ့ကပကလေးများနေ့ဆိုမှသတ်မှတ်ခဲ့တာဖြစ်ပါတယ်ဆိုတော့ဒီ6လပိုင်းတရက်နေ့ကိုကျွန်တော်ဒီအာရှတဝိုက်ကအာနိုင်ငံတော်တော်များများလည်းပြုလုပ်ကြပါတယ်အနောက်တိုင်းနိုင်ငံတော်တော်များများလည်းပြုလုပ်ကြပါတယ် ဆိုတော့ကဘာပေါ်မှာပြုတ်လုတဲ့နေ့အများဆုံးကလေးများနေ့ဟာဒီ6လပိုင်းတရနေ့ဖြစ်တယ်ဆိုတာပထမဦးဆုံးသဘောပေါက်စီချင်ပါတယ်ဒုတိယတစ်ခုဒုတိယတစ်ခုက7လပိုင်း20ရက်နေ့ကဘာကလေးများနေ့7လပိုင်း20ရက်နေ့ကဘာကလေးများနေ့ဟာလေကျွန်တော်အင်တာနေရှင်နယ်တစ်ခုအပါဝင် ဖြစ်ပါတယ်ဒါကတော့ကုလသမဂ္ဂပညာရေးဘုတ်အဖွဲ့ကနေတတ်မှတ်ခဲ့တဲ့အင်တာနေရှင်နယ်ကဘာကလေးများနေ့ဖြစ်ပါတယ် သူရဲ့ဖြစ်ပေါ်လာပုံက1954ခု17လ14ရက်နေ့မှာကုလသမဂ္ဂပညာရေးဘုတ်အဖွဲ့ကနေကလေးများရဲ့ပညာရေးကလေးများရဲ့ရှေ့ရေးကလေးများရဲ့အရေးပါမှုကိုရည်ရွယ်ပြီးတော့မှ17လ20ရက်နေ့ကိုကပကလေးများနေ့အဖြစ်သတ်မှတ်ပေးခဲ့တာဖြစ်ပါတယ်1989ခုနှစ်17လ20ရက်နေ့မှာတော့ကလေးသူငယ်များအခွင့်အရေးအချက်အများကြီးကိုတနစ်ပြီးတနစ်တိုးတိုးပြီးတော့မှပြသန်းနိုင်ခဲ့တာဖြစ်ပါတယ် ဒါကတော့ကျွန်တော်တို့အခုပြောတဲ့နှစ်ပတ်နှစ်တမျိုးကတော့ကဘာပေါ်မှာဒုတိယပြုလုပ်မှုအများဆုံးကလေးများနေဖြစ်ပါတယ်။ဒါလည်း international ပဲ။ဘာကြောင့်လဲ?တချို့နိုင်ငံတွေတော်တော်များများပြုလုပ်ကြတယ်။ဒါပေမဲ့အခုနောက်6လပိုင်းတရက်ကပို့ပြီးမှပြုလုပ်တဲ့သူများပါတယ်။ဒါကိုကျွန်တော်တို့ နားလေဖို့လိုပါတယ်နားမလဲလို့ရှိရင်ကလေးများနေက6လပိုင်း10ရက်လာတော့ငိုကလေးများနေက7လပိုင်း20ရက်နေလာဆိုပြီးမှဒွိဟဖြစ်နေတတ်တယ်ဒါကိုနားလေပြီလို့ယုံကြည်ပါတယ်ဒါအပီပီဆိုင်ရာကလေးများနေနှမျိုးကိုကျွန်တော်ဖော်ပြသွားတယ်နောက်တစ်မျိုးကကြတော့ဘာကိုဖော်ပြခြင်းလဲဆိုတော့နိုင်ငံအလိုက်တချို့နိုင်ငံအလိုက်ပေါ့နော်ကိုနိုင်ငံကိုရှိတဲ့ကိုပိုင် ကလေးများနေဆိုတာရှိပါသေးတယ် ဥပမာအနေနဲ့ပြောမယ်ဆိုလို့ရှိရင်မြန်မာနိုင်ငံပေါ့နော်မြန်မာနိုင်ငံမှာဆိုလို့ရှိရင်ဘိုချော့အောင်ဆန်းရဲ့မွေးနေ့ဖြစ်တဲ့နလပိုင်း73ရက်နေ့ကိုကလေးများနေ့အဖြစ်အစိုးရကသတ်မှတ်ထားတယ်။ဒါကြောင့်အစိုးရအကြောင်းစာတင်အကြောင်းတွေမှာကလေးများနေ့ဆိုလို့ရှိရင်နလပိုင်း73ရက်နေ့ကိုကလေးများနေ့အဖြစ်ကျင်းပကြတာဖြစ်ပါတယ်။အလားတူပဲတခြားနိုင်ငံမှာလည်းအဲ့လိုမျိုးအကြောင်းတွေရှိပါတယ်။နော်ဥပမာဟောင်ကောင်ဟောင်ကောင်နဲ့ထိုင်ဝမ်ဆိုလို့ရှိရင်၄လပိုင်း၄ရက်နေ့ဆိုပြီးတော့ကလေးများနေ့သတ်မှတ်တယ်။ ဟိုမှာဂျပန်နဲ့တောင်ကိုရီးယားဆိုလို့ရှိရင်9လပိုင်း9ရက်နေ့တတ်မှတ်တယ်။အိန္ဒိယဆိုလို့ရှိရင်17လပိုင်း14ရက်တတ်မှတ်တယ်။တူရီကီနိုင်ငံဆိုလို့ရှိရင်6လပိုင်း23ရက်တတ်မှတ်တယ်။ထိုင်းလန်မှာဆိုလို့ရှိရင်တလပိုင်းဒုတိယအပတ်စနေနေ့ကိုတတ်မှတ်တယ်။စင်ကာပူမှာဆိုလို့ရှိရင်10လပိုင်း1ရက်နေ့တတ်မှတ်တယ်။ဂျာမနီမှာဆိုလို့ရှိရင်6လပိုင်း20ရက်နေ့တတ်မှတ်တယ်။အမေရိကဆိုလို့ရှိရင်6လပိုင်းဒုတိယအပတ်တနင်္ဂနွေမှာပြုလုပ်ပါတယ်။ ်။ဘာကြောင့်လဲဆိုတော့အမေရိကဟာခရီးယန်နိုင်ငံဖြစ်တဲ့အတွက်ခရီးယန်အတိုင်းလှုပ်သွားတာဖြစ်ပါတယ်။6လပိုင်းဒုတိယအပတ်တနင်္ဂနွေမှာတတ်မှတ်ထားတာဖြစ်ပါတယ်။အမေရိကမှာပေါ့နော်။ဒါကတော့နိုင်ငံအလိုက်မတူညီတဲ့ကလေးများနဲ့မဟုတ်လို့ရှိရင်မြန်မာပြည်မှာလေဘိုလ်ချုပ်မွေးနေ့နှစ်လပိုင်း73ရက်နေ့မှာဘိုလ်ချုပ်မွေးနေ့လှုပ်တဲ့အခါမှာဟိုပါလေကလေးများနေ့ဆိုမှလှုပ်တဲ့အခါမှာတချို့တွေအံ့ဩကြမယ်ဟဲ့ကလေးများနေ့က6လပိုင်းတည့်ရမဟုတ်ဘူးလားဒွေဟာဖြစ်နေတတ်ကြတယ်ဒါကမတူညီတဲ့အရာကိုကျွန်တော်ရှင်းပြနေတာဖြစ်တဲ့နားလည်မယ်လို့ယုံကြည်တယ်နော် ဒါကနိုင်ငံအလိုက်မတူညီတဲ့ကလေးများနေကိုပိုင်ကလေးများနေပေါ့နော်နပလီခရီးယန်အသင်းတော်များရဲ့ကလေးများနေကဘယ်လိုကျင်းပါလဲအခုနောက်အမေရိကန်နိုင်ငံကကျင်းပသလိုပါပဲခရီးယန်တိုင်းကခရီးယန်တိုင်းက6လပိုင်းရဲ့ဒုတိယအပတ်မှာကျင်းပကြတာများပါတယ်ပထမအပတ်မှာလည်းကျင်းပကြတယ်ဒုတိယအပတ်မှာလည်းကျင်းပတဲ့သူပိုများပါတယ် ။ဘာကြောင့်အဲ့လိုကျင်းပရလဲဆိုတော့1856ခုနှစ်ကတည်းကကဘာပေါ်မှာကလေးများနေဆိုတဲ့အရာတစ်ခုမှမရှိခင်ကတည်းကနော်။ကလေးများနေကလေးကိုနေရာပေးရမှန်းဘယ်သူမှမတိသေးတဲ့ခင်ကတည်းကအသင်းတော်ကနေကလေးများနေစတင်ခဲ့တာဖြစ်ပါတယ်နော်။အစရာကြီးတယောက်ကနေ6လပိုင်းဒုတိယတနင်္ဂနွေနေ့ကိုနင်းစီပန်းတနင်္ဂနွေနေ့ဆိုပြီးမှတတ်မှတ်ပြီးတော့မ ခရိယအသင်းတော်တွေကနေကလေးများနေဆိုမှခရိယအသင်းတော်ကကလေးတွေကိုနေရာပေးတော့ကျင်းပပေးခဲ့တာဖြစ်ပါတယ်။ဒါကြောင့်ဒီကနေ့တိုင်အောင်အမေရိကအပါဝင်ဒီကနေ့ခရိယအသင်းတော်တွေက6လပိုင်းဒုတိယပတ်ကိုကျွန်တော်တို့ကလေးများနေဆိုမှတတ်မှတ်တယ်ပင်လာမဲ့တပတ်ဆိုလို့ရှိရင်နောက်ထပ်တပတ်ဆိုလို့ရှိရင်ဖခင်များနေဆက်တိုက်အဲ့လိုမျိုးဖြစ်တယ်ပေါ့နော်ဒါကိုနားလေစီချင်းပါတယ်